အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုကြွေးချေထားတဲ့ပုံမြင်လေးကတော့ကိုဝင်ဆောင်ချွေးမလီနဲ့ကိုဝင်ဆောင်သမီးစော်ရဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါကိုဝင်ဆောင်ထားတဲ့ညီရှောင်းစော်ရဲ့မင်းကလေးကတော့ရေပုံမှပြီးလမ်းလျှောက်နေနဲ့ပြုတ်ကျသွားတဲ့အတွက်သူမအော်လိုက်ပါတယ်အမလီသေးပါပြီရှင်နားလိုက်တာနားလိုက်တာချွေးမလီရဲ့နေနည်းနည်းပါးပါးကြည့်ပြီးတော့လမ်းလျှောက်ပါလားဘာဖြစ်လို့ကြည့်ပြီးလမ်းမလျှောက်ရတာလဲ အမေရဲ့ဒီအချိန်လေးကြီးကျမအလေးပေးနေကိုတည်ရတာလွယ်ကူတဲ့ကိစ္စလို့အမေထင်နေရလားတော်စမ်းပါနင်းအသက်အရွယ်တုန်းကငါတို့လည်းကိုဝင်ဆောင်ထားခဲ့ရပူတာပဲဒါပေမဲ့အလုပ်တွေကိုငါတို့တေချာလုပ်ကင်ခဲ့ကြပါရဲ့ငါတို့ရခမကိုငါတို့တခုံးမကြံတခါမှပြန်ပြောခဲ့ရဲဆိုတာထုံးစံကိုမရှိဘူးဘယ်အချိန်မှငါတို့ခလေးမွေးဖွားလိုက်လဲဆိုတာကိုငါတို့တိတောင်မသိဘူးရခမကကိုဝင်ဆောင်ထားတဲ့ချွေးမလေးကိုအမြဲတမ်းအခုတို့ပြတင်ပြောဆိုနေခဲ့ပြီးအလုပ်တွေကိုလည်းခိုင်းစေခဲ့ပါရဲ့ ဒါပေမဲ့သူရဲ့ကိုဝင်ဆောင်ထားတဲ့တမီးလေးပူကြအပေါ်ကိုတော့သူမဆက်ဆံတဲ့ပုံစံကမတူညီခဲ့ပါဘူး။ပူကြတမီးလေးပူကြနေဖို့ရောက်နေရလဲတမီးရဲ့ဘင်မာလေးပူကြကတော့စံဖူးကိုကင်ထားခဲ့ပါရည်။အမေကျမမိဖို့ကန်နေမှာရှိပါရဲအမေရဲ့မိဖို့ကန်အခြေအနေတိတ်မကောင်းတာနဲ့ကျမပြင်ဆင်နေရပါ။ကျမမိဖို့ကန်တစ်ချက်လောက်တန့်ရှင်းရင်လုံးအောင်မလို့လေ။အော်တမီးရဲ့နေကိုဝင်ဆောင်ထားတယ်ဆိုတော့ကိုလည်းမေ့မနေနဲ့အောင်။ဘာဖြစ်လို့အလေးပင်တွေကိုမှားနေရတာလဲ။စံဖူးကြီးကိုလက်ထဲကနေချထားလိုက်စမ်း။ နင်ကဝင်ဆောင်ထားတယ်ဆိုတော့ကိုမမေးနဲ့တမီးရဲ့ဒါအရန်ကိုအရေးကြီးတဲ့အချိန်ပဲနင်တော့တခုတ်ခုတ်ဖြစ်သွားလို့ရှင်တော့ငါနေ့ရက်ခမကိုဘလို့ပြန်ပြောရမှာလဲသူတို့အားလုံးကငါ့ကိုပြစ်တင်ဝေဖန်ကြမှာပေါ့ငါနေ့ကိုကောင်းကောင်းမဆောင်ရှောက်ဖို့ဆိုပြီးတော့ငါ့ကိုပဲပြောကြမှာလေဒီစကားကိုကြားခဲ့ရတဲ့အခါမှာပူဇာကလည်းအံ့အားတင်သွားခဲ့ပြီးနောက်မှာတော့သူ့ရဲ့အမေကိုပြောလိုက်ပါတယ်အမေဘလို့မဆိုရောင်မကိုတိုင်ကလည်းကဝင်ဆောင်ထားရတာပဲလေသူလည်းဒီအခြေအနေကြီးကိုကြောက်ဖြတ်နေရတာသူ့ကိုကြတော့အမေအလုပ်တွေအားလုံးခိုင်းစေရနော် တရက်လုံးအိမ်လုပ်တွေကိုသူလဲလုံးနေရတာဆိုတော့ဘလောက်တောင်မှပင်ပန်းနေလိုက်မလဲခါရီရန်ကိုနာကျင်နေလိုက်မှာပဲအော်တမီးရဲ့ထားလိုက်စမ်းပါနေရလေလိုက်ပြီးတော့ကိုကျဲစာပေးနေရယ်သူကချွေးမလေချွေးမဆိုတာကတော့ချွေးမလိုမျိုးပဲပေါ့နင်းကတော့ငါ့ရဲ့အဖိုးတန်တဲ့တမီးလေးမဟုတ်ဘူးလားကဲကဲကဲဒီမှာငါနေအတွက်အသီးနှံတွေအများကြီးပဲလာခဲ့နေအသီးနှံတွေစားပြီးပြီဆိုရင်တော့ခဏလေးအနားယူလိုက်ပါဦးရှိုင်သားကတော့သူရဲ့ကောင်းရင်ဆောင်ထားတဲ့ချွေးမလေးနဲ့တမီးကိုနှိမ့်တိုင်းလိုမျိုးခွဲခြားဆက်ဆံနေခဲ့ပါတယ် ။သမီးဖြစ်သူကိုတော့လိုအပ်တာအထပ်ပို့ပြီးဂယုဆိုင်ပေးနေခဲ့ပါတယ်။ကိုရင်ဆောင်ထားတဲ့သူရဲ့ချွေးမလေးကိုတော့နည်းနည်းလေးမှဂယုမဆိုင်ပါဘူး။သူ့ကိုတရက်လုံးအလုပ်တွေကိုစေခိုင်းခဲ့ပါတယ်။ချွေးမလေးရဲ့ချွေးမလေးချွေးမလေးနေရှောင်း။ဟုတ်ကဲ့ပါမေ။ဒီမှာငါ့ရဲ့သားလေးဆိုင်ကိုတွားရအောင်မယ်လေနောက်ကျနေပြီ။သူ့အတွက်ထမင်းဖို့အများဆုံးထုတ်ပိုးပေးလိုက်စမ်းမအောင်။ဟုတ်ကဲ့ပါအမေကျမကထမင်းကြိုက်ချဲ့ပြီးသွားပြီနော်အခုချက်ချင်းပဲသူ့ကိုပေးလိုက်ပါမယ်နေရှာကရမေးရှ်ကိုထမင်းကြိုက်ကြောပေးလိုက်တဲ့အခါမှာရမေးရှ်ကလည်း နေရှာရဲ့အခြေအနေကိုကြည့်ပြီးပြောခဲ့ပါရယ်။နေပေါင်းနေရှာရဲ့မင်းရဲ့အခြေအနေကဘာဖြစ်လို့ဒီလောက်တောင်မှဆိုးရွားနေရတာလဲ။မင်းရဒီရင်ကအလုတ်သမားမဟုတ်ဘူးနော်။မင်းရဒီရင်ကချွေးမကြားရလား။ဒီစကားကိုကြားခဲ့ရတာနဲ့နေရှာအရန်ကိုဝမ်းနေလို့နဲ့အတော်မျက်ရည်တွေကျလာခဲ့ပါတော့ရယ်။သူမတတဲ့လေမျက်ရည်တွေကိုတောက်ပြပြီးနောက်မှာတော့ပြုံအတူနဲ့ပြုံးပြလိုက်ပါရယ်။ကျမကဒီရင်ကအလုတ်သမားမဟုတ်ပါဘူးရှင်အတွက်ကကျမကဘယင်မတပါပဲလေဟုတ်တယ်မလားကျမအလုတ်နဲ့ပါတော့လောက်ရတာပေါ့ဒီအတိုင်းပဲထိုင်နေလို့ရှင်ဘယ်ဖြစ်ပါမလဲရှင် ကိုလည်းလှုပ်ရှားမှုမရှိဘူးဆိုရင်တော့ကလေးလေးကျမ်းမာကြီးကောင်းမှမဟုတ်တော့ဘူးလေကျွန်မတရက်လုံးအလုံးနည်းနည်းပဲလှုပ်ပြီးရတယ်အနားယူတယ်တိလားတရက်လုံးအနားပဲယူနေတာစိုက်ပူမနေနဲ့ဟုတ်လားဒါဆိုရင်တော့အရင်ကအကောင်းတဲ့ကိစ္စပဲဒါဆိုရင်တော့ငါသွားတော့မယ်နော်ရမေးရှ်ကလည်းထွက်ခွာသွားခဲ့ပါ ರೀ ဒီချိန်မှာနေရှာကသူ့ကိုတားနေရင်းနဲ့ပြောလိုက်ပါ ರೀ ဒါနဲ့ရှင်ညနေပြန်လာတဲ့အခါကျရင်တော့ကျမစားဖို့အတွက်စပြည့်တီလေးဝယ်လာခဲ့ပေးပါလားနေပေါ့မနေ့ကတော့ငါအတင်းနဲ့တွေအများကြီးဝယ်ခဲ့တယ်စပြည့်တီလေးဝယ်လာခဲ့တယ်လေမင်းအဲ့တော်တွေကိုမစားရလား ဒါမှမဟုတ်စားပြီးတော့မေ့သွားတာလား။အဲ့ဒီအချိန်မှာရခမဖြစ်သူရောက်ရှိလာခဲ့ပြီးပြောလိုက်ပါရီ။အမလီကြည့်ပါဦး။ဘာမဟုတ်တဲ့ကိစ္စလေးကိုတမင်တတတွေ့ဟောက်ကြဖို့တော့တိုင်ပြောနေလိုက်တာမျိုး။မနေ့ကတော့ကနေယူလာခဲ့တဲ့စပြစ်တီးတွေကိုငါတမီလေးပူဇော်စားလိုက်တယ်။သူစားလိုက်တော့ဘာဖြစ်သွားလဲ။ဘလို့မဆိုသူကနေရရောင်းမလီပဲလေ။သူလည်းကိုဝင်ဆောင်ထားရတယ်နေကိုချင်းမစားတတ်ဘူးလား။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာတော့နိရှာကလည်းတယောက်ခမကိုအတော်လေးဒေါသထွက်သွားခဲ့ပါတယ်။သူမစိတ်ထဲကနေပြီးတော့လည်းပြောလိုက်ပါတယ် ဒီဖွားကတော်လေးကိုလဲဝဲလို့နဲ့ငါ့အလုပ်တွေအားလုံးခိုင်းပြီးတော့ပြစ်တင်နေပြန်ပြီသူ့သမီးကတော့ဘာအလုပ်တစ်ခုမှလုပ်ခိုင်းတာမဟုတ်ဘူးငါ့ကိုပဲခိုင်းစေနေအောင်မသိရင်သူကအရန်ကိုထူးခြားတဲ့ကလေးကိုမွေးဖွားမှဖြစ်ပြီးငါကြတော့တောင်မှန်ကလေးတယောက်ကိုမွေးဖွားမှကြနေရောနေရှားကလည်းအလုပ်တွေအားလုံးပြီးစီသွားခဲ့တဲ့အခါမှာအပြင်ကိုထွက်လာခဲ့ပါတယ်အဲခန်းထဲမှာသားမီနှစ်ယောက်လုံးအဲကွန်ဖွင့်ပြီးအေးအေးဆေးဆေးထိုင်စကားတွေပြောနေအောင်ကိုတမတွေ့သွားခဲ့ပါတယ်နေရှားကိုတွေ့ရတဲ့ရောက်ခမဖြစ်သူကလည်းပြောလိုက်ပါတယ် ချွေမလေးရေရခဲတက်တာထဲမှာစပြက်သေးပဲရှိသေးတယ်။အဲဒီစပြက်သေးနဲ့ဆိုလို့ရှင်တော့ဖြော်ရည်တစ်ခွက်ကောင်းကောင်းရှာတယ်။ဖြော်ရည်တစ်ခွက်အမြန်ဆုံးလှုပ်လာခဲစမ်းအမြန်တော့အမြန်တော့အမေရေကျမဖြော်ရည်မတောက်ချင်ပါဘူးအမေရေကျမနှုတ်ထမင်းစားခြင်းနဲ့နှုတ်ထမင်းပူပူလေးစားမယ်ဆိုရင်တော့အရှမ်းကိုကောင်းမှာပဲရှင်။ဒါဆိုရင်တော့တမီးရေနေနှုတ်ထမင်းစားခြင်းတော့ဆိုရင်တော့နှုတ်ထမင်းစားရစေရမယ်။ကဲတော့ချွေးမလေးရေငါ့ရဲ့တမီးနှုတ်ထမင်းစားခြင်းနဲ့တို့အတွက်အမြန်ဆုံးတော့ချက်လာခဲ့ပြီ။ ဒါပေမဲ့အမေကျမအခုပဲအလုပ်တွေအားလုံးလုပ်လို့ပြီးလို့ရေးသွားချိုးဖို့အတွက်သွားနေရလေဒီစကားကိုကြားခဲ့ရတဲ့အခါမှာရခမကလည်းချွေးမလေးအပေါ်ဒေါသတတော်လေးထွက်သွားခဲ့ပါတော့ရီချွေးမလေးကိုသူကလည်းစုံနေရင်းနဲ့ပြောခဲ့ပါရီခဏလေးမှနေရေချိုးမယ်ဆိုရင်တော့တေးသွားမှာမဟုတ်လို့လားဒီအလုပ်လေးတခုခိုင်းလာကိုတော့မှဟိုရွှေတီရွှေလုံနေသေးတယ်ကဲသွားသွားငါသမီးလေးပူဇာကနိုးထမင်းစားခြင်းနဲ့သူစားဖို့အတွက်နိုးထမင်းအမြန်ဆုံးသွားချလာခဲ့ပြီးတော့ငါအတွက်နင်ဖြော်ရည်တစ်ခွက်ကိုလည်းလှုပ်လာခဲ့ုံနော် နင်တစ်ခွက်လုံးလှုပ်ပြီးတော့နည်းနည်းပွားကြနေဆိုလို့ရှင်တော့နင်တောက်လိုက်ပေါ့တရက်လုံးအိမ်မှာအလုပ်တွေကိုပြပြမမှန်လုပ်နေတဲ့နေရှာပြမှန်သွားပါရီညနေပိုင်းမှာတော့ဒီမဘိုက်တွေတအားကိုနားလာခဲ့ပါတော့တယ်ဘိုက်တောင်မှအတော်လေးကိုနားနေပြီးအလုပ်တွေကိုလှုပ်ကားတာပြမှန်လိုက်တာငါခဏလေးအနာရှူမှဖြစ်တော့မယ်ဒီပုံစံအတိုင်းဆိုရင်တော့မဖြစ်သေးဘူးစဉ်းစားပြီးနောက်မှာတော့နေရှာကလည်းအခန်းထဲမှာအနာသွားရှူနေခဲ့ပါရီအချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့ရမေးရှ်ရောက်ရှိလာခဲ့ပါရီဘလို့ဖြစ်တာလဲနေရှာရဲ့အခုမှအစောကြီးပဲရှိသေးရဲ့မင်းအိတ်တော့မလို့လား မိသားစုတွေအကုန်လုံးစောင့်နေကြရဲထမင်းလည်းမစားကြရသေးဘူးလေမရတော့ဘူးရှင်ကျမဒီနေ့အတော်လေးကိုပင်ပန်းနေတယ်လို့ခန်းစားရတယ်ခန္ဓာကိုယ်တစ်ခုလုံးလည်းညောင်းကားနေရပဲဘာထဲမှာတတော်လေးကိုနားနေရသီလားကျမထပ်ပြီးတော့ဘာတစ်ခုမှမလုပ်နိုင်တော့ဘူးမင်းအစဉ်ပြေးရလားဆရာဝန်ရှိကိုခေါ်သွားပြပေးရမလားမဟုတ်တာရှင်အဲ့လိုနားတာမဟုတ်ပါဘူးကျမအရန်ကိုပင်ပန်းနေလို့ပါခဏလောက်အနားယူလိုက်မယ်ဆိုရင်တော့သူ့အလိုလိုတတတာသွားပါလိမ့်မယ်ဒီအချိန်မှာရမေးရှ်ကတော့နေရှာရဲ့နှစ်ဖူးလေးကိုစမ်းကြည့်လိုက်ပါတယ် တရားကြကားခေါင်းလေးကိုပုတ်ပေးနေခဲ့တဲ့အခါမှာနေရှာရဲ့ခန်းစားချက်တွေပုံမကောင်းမွန်လာခဲ့ပါတယ်။သူမလည်းစိတ်ထဲကနေပြောလိုက်ပါတယ်။ငါယောက်ျားငါ့ကိုချစ်တယ်လို့မျိုးငါယောက်ျားမငါ့ကိုချစ်ပေးမယ်ဆိုရင်တော့ဘလောက်တောင်မှကောင်းလိုက်မလဲနော်။အရိခါကြရင်တော့ယောက်ျားမအိမ်ကငါ့အတွက်နှက်ပြည်တည်းများအေးချမ်းသွားတော့မှဘာရီကမများစဉ်းစားနေရလဲနေရှာရဲ့အဆင်ပြေရဲ့လား။ဘာမှမစဉ်းစားပါဘူးရှင်။ဒါဆိုလို့ရှင်လည်းမင်းအမြင်ရတဲ့ရီမောပြပြရွှေရွှေနေနော်။မင်းရီနေရကိုပဲငါတွေ့ကျင်နေ။ငါတို့ကလေးလေးကလည်းချစ်စရာကောင်းအမွေးဖွားလာမှလား။ မင်းအမြဲတမ်းစိတ်ပြက်လက်ပြက်နဲ့ဝမ်းနေနေမယ်ဆိုရင်တော့ခလေးကရုပ်စစောလေးမွေးဖွားလာနေအောင်မယ်ပြောဆိုပြီးနောက်မှာတော့ရမေးရှ်ကလည်းရီမောနေခဲ့ပါတယ်ဒီအချိန်မှာသူ့အမေရဲ့အတန်းကြီးကိုကြားလိုက်ရပါတော့တယ်ကဲချွေးမလေးရေနေပါလို့နေရလဲငါတို့အတွက်ညစွာထမင်းမကြွေးတော့ဘူးလားဒီနေ့နေအားလုံးကိုအငတ်ထားဖို့အတွက်စိတ်ကူးထားရလားထမင်းခုတော့လေဘာလို့နေရလဲအမြန်လို့ရခမရဲ့အတန်းကိုကြားခဲ့ရတဲ့အခါမှာတော့ချွေးမလေးကလည်းချက်ချင်းထားရလိုက်ပါတယ်သူမခါရီအရန်နာပြီးပမန်းနေခဲ့ပေမဲ့ပမန်းတော်ရီအားလုံးပျောက်ကင်းသွားတယ်လို့ပါပဲ အမေကျမကိုခေါ်နေပြီကဲလာသွားကြမယ်ကျမတို့ထမင်းသွားစားကြတာပေါ့ရှင်ကျမအားလုံးကိုထမင်းခိုးပေးမယ်ရှင်လိုက်အတူတူလာစားလိုက်တော့လေမင်းနေကောင်းတာလည်းမဟုတ်ပဲနဲ့နေရှာရဲ့ခဏလေးအနားယူလိုက်ထမင်းခိုးတာကတော့အမေလုံးလို့ရတယ်မဟုတ်တာရှင်ကျမတရားလုံးရှိနေရပဲလေအမေဘာဖြစ်လို့ထမင်းခိုးမလဲပြောဆိုပြီးနောက်မှာတော့နေရှာကလည်းထမင်းခိုးဖို့အတွက်ထွက်ခွာသွားခဲ့ပါတယ်အချိန်တွေကလည်းတဖြည်းဖြည်းနဲ့ကုန်ဆုံးနေခဲ့ပါတယ်တရားမှာတော့နေရှာအင်တန်ရှင်ရဲ့လုံးနေရင်နဲ့ရုပ်တရက်ပဲသူမပြုတ်ကျသွားခဲ့ပါတယ် အမလီအမေရေသိပါပြီရှင်သိပါပြီနားလိုက်တာနားလိုက်တာနေရှာရခွက်တိဖြစ်တော့ကလည်းသူ့ချွေးမလေးပြောက်ကြသွားတာကိုတွေ့ရတဲ့အတန်အကျဲကြီးနဲ့អော်လိုက်ပါတယ်အမြန်လာပါအောင်အမြန်လာပါအောင်ဒီမှာချွေးမလေးရုတ်တရက်ပဲပြောက်ကြသွားလို့အမြန်လာခဲ့အောင်အတန်ကြားခဲ့ရတဲ့အခါမှာတော့တာမီနှစ်ယောက်လုံးအခန်းထဲကနေချက်ချင်းအပြင်ကိုထွက်လာခဲ့ကြပါတယ်အချိန်ခဏအတွင်းမှာရမေ့လည်းအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်ခဏနေပါအောင်ချွေးမလေးဘာဖြစ်သွားတာလဲဘာဖြစ်တာတော့ရုတ်တရက်ကြီးသူ့ဒီမှာချော်လဲကြတာလေ လောက်ပါအောင်ချွေးမလေးတစ်ခုခုဖြစ်သွားပြီလားမသိပါဘူးသူ့ကိုအမြန်ဆုံးစေးရုံကိုခေါ်သွားမှဖြစ်မယ်နေရှာရဲ့အခြေအနေကိုတွေ့ကြရတဲ့အခါမှာတော့ဆရာဝန်မကလည်းပြောလိုက်ပါတယ်ဒီမှာရှင်ရဲ့ချွေးမလေးကတတော်လေးကိုအားနေနေတယ်သူ့ကိုအစားတောင်းနဲ့ပတ်သက်ပြီးတေချာကရုတဆိုင်မရှိပေးကြဘူးလားသူအစားမစားတလို့အရန်ကိုနဲနေလို့ခန္ဓာကိုယ်ကအားတစမ်းမှမရှိရမဟုတ်တာအိမ်မအားလုံးကဂရုစိုက်ကြပါတယ်အစားတောင်းနဲ့ပတ်သက်ပြီးတော့လိုချင်တာအားလုံးကိုအပြည့်အဝဖြစ်ပေးထားတယ်ဒါပေမဲ့ချွေးမလေးနဲ့သူ့ရဲ့ခလေးအဆင်ပြေရဲ့လားဒါကိုပြောပါအောင် အခုတော့ကျမအနေနဲ့ဘာမှပြောလို့မရသေးဘူးဖရာသခင်ကိုပဲယုံကြည်ထားကြပါဒီစကားကိုကြားခဲ့ရတဲ့အခါမှာယောက်မဖြစ်သူကနောင်တအကြီးကျယ်ရရှိသွားခဲ့ပါတယ်ကျောက်ခပဲငါသမီးကိုပဲငါအမြင်အယုံဆိုင်နေခဲ့ပြီးတော့ငါရဲ့ချွေးမလေးကလည်းကိုဝင်ဆောင်ထားရတယ်ဆိုတာကိုမေ့သွားခဲ့တယ်ချွေးမလေးအခုတော့ဖြစ်နေရတာငါကြောင့်ပဲငါမကောင်းလို့နင်သာချွေးမလေးကိုဂရုတစိုက်ရှိမယ်ဆိုရင်တော့ဒါရီဖြစ်လာစရာဘာအကြောင်းမှမရှိဘူးဟုတ်တယ်ဟုတ်တယ်ကျမမှားသွားခဲ့ကျမရဲ့ချွေးမလေးနဲ့ကျမရဲ့မိလေးနေကောင်းကြပါစေအခုကျမချွေးမလေးကိုကျမကောင်းကောင်းထားမယ် ရခမဖြစ်သူပြောနေခဲ့တဲ့အချိန်မှာပဲဆရာဝန်မအပြင်ကိုထွက်လာပြီးပြောခဲ့ပါရီဖခင်သခင်အလိုတော်နဲ့အရာအလုံးအစဉ်ပြေသွားခဲ့ပြီးရှင့်ချွေမလေးကတာယောက်ကြားလေးတအုံမွေဖွက်ပေးခဲ့ဒီအချိန်မှာအားလုံးကလည်းပျော်ရွှင်ဝမ်းသာသွားခဲ့ကြပါရီရိနီယာဆောက်ပြီးရခမဖြစ်သူကသူ့ချွေမလေးနဲ့တမိကိုခွဲခြားဆက်ဆံခြင်းမရှိတော့ပါဘူးနောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အလားပြင်ဆိုင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ရွာတရွာမှာဗလရာမီရဲ့မိသားစုဝင်တွေနေထိုင်နေကြပါတယ်။ သူတို့ကယူသားဖြောင်းမကြတဲ့တွေပါဘလရာမရဲ့မိမဖြစ်သူနမည်ကတော့ကော်ရှယ်လီယာဖြစ်ပါတယ်သူတို့စီမှာကလေးနှစ်ယောက်ရှိပါတယ်မိုနီကာနဲ့ရိုဟစ်တို့ပါကလေးနှစ်ယောက်စလုံးကလည်းအခုဆိုရင်တော့အရွယ်ရောက်ရှိလာခဲ့ကြပါပြီမိုဟစ်ကိုအရန်ကိုလှပပြီးချောင်းမောရင်မိန်ကလေးတယောက်နဲ့လက်ထပ်ပေးခဲ့ပါတယ်သူမရဲ့နမည်ကတော့မာသူရီပါသူမကမြို့သူလေးတယောက်ဖြစ်ပါတယ်သူမလှပတာထပ်ပို့ပြီးအပြင်ဆင်တွေကိုအရန်ကိုလှုပ်လို့နဲ့အတွက်နမည်ကြီးပါတယ် ရွာမှာရှိတဲ့အမျိုးသမီးတွေကနေစဉ်နေတိုင်းတမကိုကြည့်ဖို့အကြွလာတတ်ကြပါရဲ့။သူမရန်ကိုလှပါလို့နဲ့ဆိုပြီးတော့လည်းချီကျူးသွားတတ်ကြပါသေးတယ်။သူမအိမ်လို့တွေအားလုံးကိုလည်းပြီးမြောက်အောင်လုပ်ပါရဲ့။ရွာကမှာဖြစ်တော့ကတော့ချွေးမလေးအရန်ကိုပြင်ဆင်လို့နေရကိုနည်းနည်းလေးမှသဘောမချခဲ့ပါဘူး။ရွာကမှာကြည့်လိုက်တဲ့အခါတိုင်းချွေးမလေးကတော့ပြင်ဆင်နေရကြည့်ပါပဲ။သူရဲ့မျက်နှာမှာတခုမဟုတ်တခုအမြဲတမ်းသူ့လုံနေပါရဲ့။တခါတလေကြရင်မျက်နှာမှာဘာတွေလိမ့်ထားမှမသိပါဘူး။ပေါင်းတိတ်နေခဲ့ပြန်ပါရဲ့။ တခါတလေကြာရင်သူမရဲ့လက်တွေခြေထောက်တွေကိုလည်းခရမ်တွေနဲ့လိမ့်နေခဲ့ပြန်ပြီးတခါတလေမှကောင်းဖီးနေတတ်ပါရဲ့ဒီအချိန်မှာရခမဖြစ်သူကလည်းဒေါသရိအရန်ကိုထွန်နေခဲ့ပါပြီဒီလောက်တောင်မှအလှပကြိုက်တဲ့ချွေးမလေးကိုသူတစားကလေးမှသဘောမကျတော့ပါဘူးချွေးမလေးရဲ့နေအတော်လေးအားတယ်နော်ဒါရီကိုလုံနေမယ်အစားကောင်းမွန်တဲ့အလုပ်တစ်ခုခုလုပ်ပါလားဘာမှဟုတ်ကြလည်းမဟုတ်ပဲနဲ့တချိန်ကုန်လုံးအလှပရရာတွေကိုပဲလုံနေတယ်နေအောင်ကြည့်လိုက်တဲ့အခါတိုင်းခေါင်းဖိနေရတာနဲ့ညနာပေါင်းတင်နေရတာနဲ့ ခြေတွေလက်တွေကိုတန့်ရှင်လုံနေရတာနဲ့အားရကိုမရှိဘူး။ဘာလို့လဲအမေရဲ့ကျမဒါတွေအားလုံးကိုလှုပ်တယ်ဆိုတာကကျမအတွက်ကျမလှုပ်ကြပါ။ကျမကအလှပြင်တဲ့ပညာရက်ကိုလည်းတင်ယူထားတယ်လေ။ကျမဒါတွေကိုအမေရဲ့လုံနေတဲ့အခါကျတော့ကျမတင်ထားတဲ့ပညာရက်တွေကိုလည်းမမေ့တော့ဘူးပေါ့။ကျမကဒါတွေအကုန်လုံးကိုမမေ့ခင်အလှပြင်ဆိုင်တဆိုင်ဖွင့်ရင်ကောင်းမလားလို့စဉ်းစားနေရ။ဒါမှလည်းကျမရဲ့ပညာတွေကိုကျမအသုံးချလို့ရမှာ။ကျမတို့ပတ်စံလည်းအများကြီးရှာလို့ရတယ်တိလား။ မော်နီကာကလည်းသူ့ရောင်မကိုအတော်လေးကိုမနာလို့ဖြစ်နေခဲ့ပါတယ်ဒီနောက်လာပြောလိုက်ပါတယ်ရောင်မရေရောင်မလှလိုက်တာတော်လေးကိုလှတယ်ကျမလည်းအခုလိုမျိုးလှရင်ဘယ်တော့မှကောင်းလိုက်မလဲအမေရတော့နေကိုဘယ်တော့မှဘာတခုမှလောက်ခွင့်ပေးမှာမဟုတ်ဘူးတီလားဒါပေမဲ့ငါနေကိုပြောပြမယ်ငါအလှပြင်တင်တဲ့တတ်ကြတယ်လေငါနေကိုအရန်လှပဝအောင်လို့ပြောင်းလဲပြင်ဆင်ပေးလိုက်လို့ရတယ်ဒါပေမဲ့နေရဲ့အမေကတော့ဒါရီကိုဘယ်တော့မှသဘောတူလက်ခံပြီးခွင့်ပြုပေးမှာမဟုတ်ဘူးအမေရအလှပြင်တာကိုတစမ်းမှကြိုက်တာမဟုတ်ဘူးလေနင်လည်းသိရဲ့အတိုင်းပဲ နေ့မှာပြင်ဆင်ခွင့်ရှိတယ်ဆိုလို့ရှင်တော့ငါလည်းလို့ပြင်ဆင်ပေးချင်ပါသေးအပေါ်အလုပ်တွေမှာပတ်စံကို၃မိနစ်ချနဲ့အလားပြင်းတဲ့နေရာမှာပတ်စံကို၃နာကငကြုံးတွေလုပ်တဲ့အလုပ်ပဲငါတို့ဘယ်တော့ကမှမျက်နှာပေါ်မှာဘာမိတ်ကတခုမှလိမ့်ခဲ့ရဲဆိုတာမရှိဘူးငါတို့မျက်နှာတွေဘလောက်တောင်မှအရွယ်တင်လို့ပြိုလှပနေလိုက်တယ်ကြည်စမ်းနေတော့ကလောကကြီးမှာရှိတဲ့စီရီအကောင်အလုံးကိုလည်းခေါင်းထဲမှာရှောက်ပြီးတော့ထည့်ကြတယ်လိမ့်ကြတယ်ခေါင်းလျှော်ရည်ကိုဆိုလို့ရှင်လည်းမျိုးစုံအောင်တုံးကြတယ်ဒါနဲ့သပင်တွေကျွတ်ကြတာပဲမလား ငါတို့ကြည့်ငါတို့ကိုဆိုလို့ရှင်တော့စက်ပြားတစ်ခုရဲနဲ့အားလုံးသုံးဆွဲလာတယ်။အဝိအစားကိုလည်းဒီစက်ပြားနဲ့ပဲလျှော်တယ်။ခေါင်းလျှော်ရင်လည်းဒီစက်ပြားနဲ့ပဲလျှော်တယ်။ဒါပေမဲ့ဘာစပိန်မှမကြုတ်ဘူးအရင်ကကောင်းတယ်။ငါတို့ထမင်းဟင်းချက်ပြုတ်တဲ့အခါတန်လွင်စီတစ်ခါတည်းရန်သုံးတယ်။ခေါင်းထဲမှာတန်လွင်စီကိုထည့်တယ်။ဘလောက်ကောင်းလဲ။ကော်ရှယ်လီယာကတော့အမြင်နဲ့မှသူဒီမကောင်းကြောင်းတွေကိုပဲပြောဆိုနေခဲ့ပါရဲ့။ကဲယောက်ျားကပေပေမမန်တရက်တော့အပြင်သွားပြီးပတ်စံကိုရှာဖွေနေရတာဘလောက်တောင်မှပင်ပန်းတယ်ဆိုတော့ကိုသူကနားမလဲဘူး။ မဟုတ်တဲ့ပစ္စည်းတွေအသုံးပြုပြီးတော့နေပတ်စံတွေကိုအသုံးပြုနေရပဲဘာဖြစ်လို့အရေးမပါတဲ့ဒီပစ္စည်းတွေကိုနေလိုက်ဝယ်နေရတာလဲငါ့ကိုပြောစမ်းငါတို့အိမ်ကိုဘလို့အသုံးမကျတဲ့ချွေးမရောက်ရှိလာခဲ့လဲဆိုတာကိုကြည့်စမ်းမအောင်ငါရဲ့ကံကိုကတော်တော်လေးကိုစိုးတာပါအေးဘလို့တောင်မှကန်စိုးလိုက်တယ်ပထမတည်းကပြောတယ်ချွေးမဆိုတဲ့အမျိုးကတောရွာကရောက်လာတဲ့တောသူချွေးမလေးတွေကသာလိမ်မာကြတာအိမ်လုံးကိုပီပီရီလောက်ကြတယ်မိသားစုဝင်တွေနဲ့အဆင်ပြေအောင်နေထိုင်နိုင်ကြတယ်သူကတော့ တောသူချွေးမလေးကိုလုံးဝမကြိုက်ခင်ဘူးပညာတတ်တဲ့မိန်းကလေးတယောက်ကိုပဲလက်ထပ်ချင်နေခဲ့အခုကြည့်ပါအောင်အရန်ကိုလှောက်ပါတဲ့မိန်းကလေးနဲ့ပတ်ဆိုင်မျိုးကိုဘလို့သုံးဆွဲနေလဲဆိုတာကိုနေတွေ့ပြီမလားဒီလိုနဲ့နောက်ထပ်ရနေခဲ့ကြသွားခဲ့တဲ့အခါမှာမိုနီကာကိုလည်းလက်ထပ်ပေးဖို့ဆောင်ဖြတ်ခဲ့ကြပြီးသူ့အတွက်ကောင်းလေးလိုက်ကြည့်ခဲ့ကြပါရဲ့ကောင်းလေးတွေကလည်းမိုနီကာကိုလာကြည့်ပြီးနောက်မှာတော့မကြိုက်တဲ့အတွက်ကြောင့်မို့လို့ငင်းပယ်သွားကြပါရဲ့ဒီနောက်မှာတော့မိခင်ဖြစ်သူကလည်းပြောလိုက်ပါရဲ့ကြည့်ပါအောင်လူတွေကလည်းအပေါ်ယံတွေကိုအရန်သဘောကျနှစ်သက်ကြတယ် ဒီနေ့ခင်မှာစိတ်နှလုံးသားကိုကြည်ရတူတရားမှမရှိကြတော့ဘူးအားလုံးကလည်းငါ့ရဲ့တမီလေးကိုညင်းပယ်ပြီးထွက်ခွာသွားကြတယ်အခုငါ့ရဲ့တမီလေးအတွက်ဘဲကကောင်းလေးတယောက်ကိုငါလိုက်ရှာပေးရမလဲငါ့ရဲ့တမီလေးကိုဘယ်သူမှလည်းသဘောမကျကြဘူးစိတ်နှစ်လိုက်တာဒုက္ခပါပဲအမေကလည်းမော်နီကာကအလောက်ထိမလားပါနိုင်မယ့်ကလေးတယောက်လည်းမဟုတ်ပါဘူးသူ့ကိုပြင်ဆင်ပေးလိုက်မယ်ဆိုရင်တော့ရုပ်ထွက်အရင်ဟန်ကိုလှပသွားမှာအမေတို့ကမိတ်ကပ်လည်းရတာတစမမကြိုက်လို့ဒါကျမသူ့ကိုမပြင်ပေးရသူရဲ့စပင်ကိုကြည့်အရင်ဟန်ကိုလှပရဲရှည်လဲရှည်တယ်ထူလဲထူတယ် ဒါပေမဲ့သမင်တွေကအရန်ကိုပိုးရနေတယ်။သူရဲ့သမင်တွေကကြမ်းလဲကြမ်းနေတယ်။ဘာလို့လဲဆိုတော့အမေတို့ကသူရဲ့ခေါင်းမှာတာလွင်စီအများကြီးထည့်ထားတာဆိုတော့သမင်တွေကအခုလိုပြက်စီးသွားတာ။အမေတို့ကကောင်းမွန်တဲ့ခေါင်းလျှော်ရည်ကိုလည်းမတော်ဘူးလေ။မကောင်းတဲ့ဆက်ပြော်ရည်နဲ့ပဲခေါင်းလျှော်ခဲ့တာဆိုတော့ဒီလောက်ပြက်စီးတာကတော့မထူးဆန်းတော့ပါဘူး။မသိရင်တော့သူရဲ့သမင်တွေကခြုံပုတ်ကြီးအတိုင်းပဲ။သူရဲ့မျက်နှာလေးကိုကြည့်ဘလောက်တောင်မှချော်မော်လှပလိုက်တယ်လေ။ဒါပေမဲ့မျက်နှာအသားရည်ကအရန်ချောက်နေတယ်။သူကအလောက်ထိအသားမဲတာမဟုတ်ဘူးအမေရဲ့။ သူမျက်နှာကအရန်ကိုခြောက်လွန်နေတဲ့အတွက်မလှသလိုဖြစ်နေအောင်အပြင်မထွက်ခင်နေအောင်ကခရင်ကိုလိမ့်ပါဆိုပြီးတော့ကျမပြောလို့ရှင်လဲကျမပြောကြအောင်မင်းသူပို့ပြီးတော့လှပဖို့ဆိုတဲ့ကိစ္စကတော့ထားလိုက်ပါတော့သူ့ရဲ့ပုံမှန်အနေအထားတော်မှာပျောက်ကွယ်နေပြီဒီစကားရင်းအားလုံးကိုကြားပြီးသွားတဲ့အခါမှာရခမကပါတခေါမှထပ်ပြီးတော့မပြောခဲ့ပါဘူးနောက်တစ်ခေါက်မှလည်းဒီပုံစံအတိုင်းပဲဖြစ်ခဲ့ပါတယ်။ကောင်လေးတွေကသူမကိုလာကြည့်ပြီးနောက်မှာတော့ညင်းပယ်ပြီးထွားသွားခဲ့ကြပါတယ်။မာသူရီကလည်းပြောလိုက်ပါတယ် အမေကျမတို့ကောက်လောက်ပဲခွင့်ပြုပေးပါလိုက်ရှင်ကျမအကောင်းမွန်ဆုံးလုပ်ပြပါမယ်နောက်ဆုံးမှာတော့ရခမဖြစ်သူကမတက်တာတဲ့အဆုံးမှာတော့သူ့ရဲ့ချွေးမလေးကိုခွင့်ပြုပေးလိုက်ရပါတယ်ဒီအချိန်ကစပြီးမာသူရီကတော့သူ့ရဲ့ရောင်မလေးကိုတတိယချာပြန်လဲပြင်ဆင်ပေးခဲ့ပါတယ်ဒါကတရတာကိစ္စတော့မဟုတ်ပါဘူးအချိန်အကြာကြီးကျမတတိယချာပြင်ဆင်ပေးခဲ့ရပါမျက်နှာကိုလည်းအကောင်းဆုံးပြန်လဲကုသပေးနေခဲ့ပြီးစပင်တွေအတွက်လည်းအကောင်းမွန်ဆုံးရှမ်ပူနဲ့ကောင်းရှော့ပေးခဲ့ပါတယ်စပင်တွေမှာပေါင်းစေးထည့်ပေးပြီးနောက်မှာတော့လှပနေအောင်ဖိပေးလိုက်ပါတယ် တဖြည်းဖြည်းနဲ့တမရဲ့မျက်နှာကလည်းအဆိုးဓာတ်တွေရရှိလာခဲ့ပါတယ်။တမအပြင်တွေကိုလည်းရှာမသွားတော့ပါဘူး။နေပူရဲကိုသွားမယ်ဆိုလို့ရှင်လည်းမျက်နှာကိုတတိချာခရမ်တွေလိမ့်ပြီးမှသွားပါရယ်။လက်တွေခြေထောက်တွေကိုလည်းတန်ရှင်းစင်ကြဲသွားအောင်တတိချာတိုက်ချုပ်ပေးလိုက်ပါရယ်။လက်တွေကလည်းအရင်တုန်းကထက်အများကြီးနှုတ်ညံ့လာခဲ့ပါရယ်။လနဲ့ငယ်အတွင်မိုနီကာရဲ့ပုံစံအတော်လေးကိုပြောင်းလဲသွားခဲ့ပါရယ်။တမမဟုတ်တဲ့အတိုင်းပါပဲ။တမရဲ့လက်တွေခြေထောက်တွေကအရင်တုန်းကနဲ့မကြိုတော့ပဲအရန်ကိုလှပနေပါပြီ။ လက်သေးလေးတွေပါရီဆိုလိုက်တဲ့အခါမှာတော့တကယ်ကိုအရန်ကိုလှပသွားတာပါပဲ။သူမကအမြဲတမ်းကောင်းမွန်တဲ့ဖြစ်စီတွေကိုအတုံးပြုခဲ့တဲ့အတွက်မျက်နှာလေးကလည်းလင်းဝင်းတောက်ပါအစောတက်ထိန်ပြီးသားဖြစ်သွားပါရီ။သူမအရင်တုန်းကထပ်ပိုးပြီးအများကြီးအသားဖြူလာခဲ့ပါပြီ။မိုနီကာကလည်းသူ့ရှောင်းမကိုပြောလိုက်ပါရီ။ရှောင်းမကကျမရဲ့ပုံစံတစ်ခုလုံးကိုပြောင်းလဲပေးလိုက်တယ်နော်။မိုနီကာအရင်တုန်းကထပ်ပိုးမပြောရွှင်နေခဲ့ပြီးသူမရဲ့ယုံကြည်ချက်တွေကလည်းပိုးပြီးပြင်းထန်လာခဲ့ပါရီ။ဒီအချိန်မှာမော်နီကာကိုလက်ထပ်ပေးဖို့အတွက်သူရဲ့မိဘတွေကတခါပြန်လဲစကားပြောဆိုနေခဲ့ကြပါသေး ကမောကလည်းသူ့ချွေမလေးကိုလာပြောလိုက်ပါရယ်ချွေမလေးရဲ့အခုအရာအားလုံးနဲ့လက်ထဲမှာပဲရှိရော်ရယ်ငါ့ရဲ့သမီးလေးရုတ်တရက်ဘလောက်တောင်ပြောင်းလဲသွားလဲဆိုတော့ကိုတော့ငါတို့အားလုံးလည်းတွေးမြင်နေရတယ်နင်တို့ကိုအကောင်းမွန်ဆုံးပြင်ဆင်ပေးလိုက်တော့နော်ပြင်ဆင်စရာပစ္စည်းတွေဘာမှကျန်လိုက်မှားကျနာအားလုံးကိုမှားလိုက်ပါမာတူလေးမာရဲ့ပစ္စည်းတွေအကုန်လုံးကိုတော့တယောက်ကြောင့်ရောဟစ်ကယူလာခဲ့ပေးပါရယ်ဒီနေ့မှလည်းသူတို့တဘက်ကသူတွေကမိုနီကာကိုလာကြည့်ခဲ့ကြပါရယ်အားလုံးထိုင်နေခဲ့တဲ့အချိန်မှာမိုနီကာကတော့လက်ဖက်ရည်လာချပေးလိုက်ပါရယ် အားလုံးကမိုနီကာကိုပဲကြီးနေခဲ့ကြပါရဲ့မိန်ကလေးကတတော်လေးလှတာပဲသူစပင်ကြီးကလည်းအရှိရဲ့ကြီးနှမောင်တန်းစွမ်းနေရောလှလိုက်ကြညနာလေးကလည်းနေဝင်တောက်ပါနေရပဲသမီးရခမနှစ်ယောက်လုံးကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးရောရီမောပျော်ရွှင်နေခဲ့ကြပါတော့ရဲ့ကြောင်ရိအားလုံးကတော့မိတ်ကပ်ကြောင့်အခုလိုမျိုးလှပါသွားတယ်ဆိုတော့ကိုတို့ပဲတည်ကြလို့ပါပဲကောင်းလေးရဲ့ဖခင်ဖြစ်သူကလည်းပြောလိုက်ပါရဲ့သားရီမိန်ကလေးကိုတေးချကြည့်နော်ပြီးတော့မှအဖေတို့ကိုပေါက်ကြရ၄၀ပဲရှောက်ပြောမနေနဲ့အောင် ကောင်းလေးနမဲကာရာဂတ်ဖာဒိုကာမိုနီကာကိုတွေ့တဲ့အချိန်တည်းကတတော်လေးသဘောကျနေတာသွားခဲ့ပါရီဒီအချိန်မှာမိုနီကာကတော့ကြောက်လန့်နေခဲ့ပါရီသူမအရန်ကိုလှပပါရဲလှပရဲသဖြင့်လှပရဲမျက်နှာနဲ့လှပလွန်တဲ့လက်ချောင်းတွေဒါရီအာလောကိုကြည့်ပြီးနောက်မှာတော့ရာဂတ်ကလည်းသူ့ရဲ့အမေကိုပြောလိုက်ပါရီအမေတားတော့မိန်ကလေးကိုတော်လေးသဘောကျပါရီဒီစကားကိုကြားလိုက်ရတဲ့အခါမှာအလုံးဝမ်းသာပျော်ရွှင်သွားခဲ့ကြပါရီတလအတွင်းမှာပဲမိုနီကာလက်ထပ်လိုက်ရပါရီအခုဆောင်ရက်ကွက်ထဲမှာရှိတဲ့မိန်ကလေးတွေအကုန်လုံးကလည်း မာသူရေးရှိကိုရောက်လာခဲ့ကြပါရဲ့တစ်ခါမှတော့မိန်းကလေးတယောက်အိမ်ကိုရောက်ရှိလာခဲ့ပြီးပြောလိုက်ပါရဲ့အမရေဒီမှာကြည့်ပါအောင်ကျမရဲ့မျက်နှာမှာအမဲဆက်တွေအများကြီးပဲထွက်နေရဲ့ကျမဘာလို့ရမလဲကျမပြောပါအောင်ရှင်မာသူရီကအကောင်းမွန်ဆုံးစိတ်တခုညှုံးပေးပြီးနောက်မှာတော့သူမလိမ့်နေနေနေကောင်းတတသွားခဲ့ပါရဲ့နောက်ထပ်မိန်းကလေးတယောက်ရောက်ရှိလာခဲ့ပြီးပြောလိုက်ပါရဲ့ဒါနဲ့အမရေကျမဒန်းဆိုးကျင်လို့ပါပွဲတစ်ခုသွားစရာရှိတဲ့အရေးကြီးလို့တခါတလေကြရင်တော့ချွေးမတယောက်ရောက်ရှိလာခဲ့ပြီးပြောသွားပါရဲ့ဒါနဲ့အမရေကျမကိုကြီးပါအောင်ရှင် ကျွန်မမျက်ခုံဝင်မရိုက်တဲ့လို့ပေါ့မိသားစုဝင်တွေကကျွန်မကိုအလှပြင်ဆိုင်ကိုမတော်ခိုင်းဘူးလေကျွန်တော်ကအလှပြင်ဆိုင်ကိုတော်တာမကြိုက်ဘူးတဲ့တခါတလေကြောက်ရင်တော့ရက်ွက်ထဲကမိန်းမတွေရောက်ရှိလာခဲ့ပြီးပြောသွားခဲ့ကြပါလေကဲချွေးမလေးရေနင်ကတော့ဘယ်မိန်းကလေးကိုပဲပြင်ဆင်ပေးပြင်ဆင်ပေးသူတို့အားလုံးလက်ထပ်ခွင့်ရရှိသွားခဲ့ကြတယ်ငါရဲ့သမီးလေးကိုလည်းတစ်ချက်ပြင်ဆင်ပေးပါဦးအခုဆိုရင်တော့မာသူရီကရက်ွက်ထဲမှာတော်တော်လေးနမဲကြီးနေခဲ့ပါပြီတရမှာတော့ရခမဖြစ်သူကလည်းချွေးမလေးကိုလာပြောလိုက်ပါတယ် ချွေးမလေးရဲ့နင်းအိမ်မှာဒီအလုပ်တွေအကုန်လုံးအလကားလုပ်ပေးနေရထမ်းစားလို့ရှင်တော့နင်းရဲ့ကိုပိုင်အလှပြင်ဆိုင်လေးကိုဖွင့်လိုက်တာပို့ပြီးတော့ကောင်းလိမ့်မယ်လို့ငါတော့ထင်တယ်။တကယ်ပြောနေရလားမီး။မာသူရီကလည်းရခမရဲ့စကားတန်ကိုကြားခဲ့ရတဲ့အခါမှာအရင်ကကိုဝမ်းတာပြောရှင်သွားခဲ့ပါရဲ့။အေးဟုတ်တယ်ချွေးမလေးရဲ့နင်းရဲ့ကိုပိုင်ဆိုင်ကိုပဲဖွင့်လိုက်တော့နော်။ငါကိုယ်တိုင်နင့်ကိုဒီအလုပ်တွေမလုပ်ဖို့အတွက်တားမြစ်ခဲ့တာကတော့ငါ့ရဲ့အမားတွေပါပဲ။ငါပထမတွေကနင့်ကိုခွင့်ပြုပေးခဲ့တဲ့နဲ့အခုတော့ငါနားလေသွားပြီ။နင်းဆိုင်ဖွင့်တဲ့နဲ့အမြန်ဆုံးဖွင့်လိုက်တော့ ငါချွေးမလေးကအရန်ကိုတော်လုံးလုံးငါ့ရဲ့သမီးလေးလက်ချခွင့်ရသွားခဲ့ရ။ကဲဘယ်အလို့မဆိုအမြဲတမ်းအလို့ဖြစ်တယ်ဆိုတာကိုလည်းငါနားလေသွားပါပြီ။မာသူရီကလည်းသူ့ရဲ့ကိုယ်ပိုင်အလားပြင်ဆိုင်တဆိုင်ကိုဖွင့်လှစ်ခဲ့ပါရီ။သူမရဲ့အလားပြင်ဆိုင်မှာအမျိုးသမီးတွေအများကြီးရောက်ရှိလာခဲ့ပြီးအလားပြင်ခဲ့ကြပါရီ။သူမငွေတွေအများကြီးကိုလည်းရှာဖွေနိုင်သွားခဲ့ပါရီ။အခုဆိုင်နမီသားစွင်တွေအကုန်လုံးကဝမ်းသာပျော်ရွှင်စွာနဲ့နေထိုင်နိုင်သွားခဲ့ကြပါရီ။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။